ေဘောလောကအထူးသဖြင့်ကေရော့လိုပလက်ဖောင်းတွေမှာမမားစုပေးပွဲနဲ့ပတ်သက်ပြီးထက်ခါတလေပြောလို့ရှိတဲ့စကားကမမားဟာအလေအလက်တန်းစားမိန်းကလေးအဖွဲ့တွေကိုခက်ထန်လုံးနေဆိုတာပါပဲ။အောင်မြင်မှုနဲ့ရေရှည်ရည်တည်နိုင်မှုတွေရှိနေပေမဲ့မမားစင်ပေါ်မှာတင်ဆက်ခွင့်လုံးဝမရခဲ့တဲ့နမဲကြီးအဖွဲ့တွေရှိနေတာကတကယ်ကိုအံ့ဩစရာပါ။ အေးပင်းအခွင့်ဟာအခွင့်တက်တန်းကြပေမဲ့2012နဲ့2013မှာနှစ်ကြိမ်ပဲမမားကိုတက်ခဲ့ဘူးပြီးတခါမှဖြောပြေခွင့်မရခဲ့ပါဘူး AOA ဖွဲ့ဟာလည်း main stage မှာမပါဝင်ခဲ့ရပဲ2014ခုနှစ်ကော်စောနီမှာပဲတခါတည်းဖြောပြေခဲ့ရပါတယ်အဲ့ဒီအခွင့်အတွက်အန်အောစီယာအကောင်းဆုံးက အန်အန်တောင်းလို့နာမည်ကြီးတဲ့တချင်းရှိနေပေမဲ့မောင်မားကိုဘယ်တော့မှမဖိတ်ကြားခံခဲ့ရပါဘူး။အကြသေးမီနှစ်တွေအတွင်းအပြောဆိုခံရဆုံး Rocky အဖွဲတစ်ဖွဲဖြစ်တဲ့စက်တေးစီဟာလည်းဖျော်ဖြေဖို့ခေါ်မခံရသေးပါဘူး။အနက်နဲ့သူတို့ရဲ့ agency ကြားကပြဿနာကြောင့်လို့ theory တွေရှိပါတယ်။ 2023မှာတရှိန်ထိုးနာမည်ကြီးလာတဲ့ Kiss of Life ဟာမမဖိတ်စာမရရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ Crepe S အဖွဲ့က2023မှာအကောင်းဆုံး New Female Artist ရခဲ့ပေမဲ့စုပေးပွဲကိုတောင်ဖိတ်မခံရဘဲကုမ္ပဏီထဲမှာပဲစုလက်ခံတဲ့ဗီဒီယိုရိုက်ခဲ့ရလို့အတော်လေးအာရုံစိုက်ခံခဲ့ရပါတယ်။ ်ဆိုကေဘော့လောကရဲ့စီနီယာတွေဖြစ်နေပြီးဖြစ်တဲ့မမမိုးတောင်မှ2018ကျမှမမဆင်ပေါ်စတက်ရတာမျိုးရှိခဲ့ပါတယ်။ပရိသတ်တွေရဲ့မှတ်ချက်တွေကတော့ဒါကြောင့်ပဲကုမ္ပဏီကြီးတွေပဲစုတွေရနေတာပေါ့။အေးပင်ကိုလစ်လူရှူတာလုံးဝမဖြစ်သင့်ဘူး။မမဟာသူ့တို့အဖွဲ့တွေကိုပဲပို့ပြီးဦးစားပေးနေတဲ့စသဖြင့်ဝေဖန်မှုတွေရှိနေပါတယ်။ ာမားရဲ့အစီအစဉ်တွေကအေဂျင်စီကြီးတွေကိုဖက်လိုက်တယ်ဆိုတဲ့ဝေဖန်မှုတွေဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်။ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။